မိမပြည်သူတွေအတွက်เนาะအတုံးဝင်စေမဲ့ကားလေးကိုကျွန်တော်ထပ်မှန်ပြီးတော့ပြသပေးမှာဖြစ်ပါတယ်ဒီကားလေးကတော့ဘာကားလေးဖြစ်မလဲဆိုတော့ကဲဒီမှာ Toyota Airfast ဆိုတဲ့ကားလေးတွေပဲဖြစ်ပါတယ်ကဲအားလုံးမင်္ဂလာပါအခုကာလာနဲ့ကိုက်ညီမဲ့ကျွန်တော်တို့အခုလိုမျိုးအချိန်ကာလာနဲ့ကိုက်ညီမဲ့ခီးသွားကြမယ်ကျွန်တော်တို့ဆရာသမားမိဘတွေကိုကြောကြမယ်ဆိုတော့မိဘပြည်သူတွေအတွက်ကျွန်တော်အခုကာလာနဲ့ကိုက်ညီမဲ့ကားလေးတွေကတော့အဲပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်ရောင်းချလာတဲ့ခုံသုံးတန်းကားလေးတွေပဲเนาะ ဟုတ်သုံးတန်းကားမှာကျွန်တော်တို့တော်တော်များများကျွန်တော် FL ကိုကားမျိုးတွေ Toyota FL လိုကားမျိုးတွေကတော့ဒဇီနစီ3သီးလောက်ရောင်းချတာပြီးတော့ဒီကြားထဲမှာ Toyota Wish လေးတွေ Toyota SIS လေးတွေမနေ့ကဆိုလို့ရှိရင်လည်းခုံသုံးတန်းကားပဲကျွန်တော် Dongfeng i7 China brand တွေကရောင်းချသလို Japan brand တွေကကျွန်တော် Suzuki Artiga ခုံသုံးတန်းပဲဟာဒါကြောင့်မလို့ကျွန်တော်တို့အခုရက်ပိုင်းမှာရေပန်းစားပြီးတော့လူကြိုက်များတယ်เนาะမိဘပြည်သူတွေအတွက် နော်အတုံးဝင်စေမဲ့ကားလေးကိုကျွန်တော်ထပ်မံပြီးတော့ပြသပေးမှာဖြစ်ပါတယ်ဒီကားလေးကတော့ဘာကားလေးဖြစ်မလဲဆိုတော့ကဲဒီမှာ Toyota Effect ဆိုတဲ့ကားလေးတွေပဲဖြစ်ပါတယ် Toyota Effect ကတော့ကျွန်တော်တို့၃စီးလောက်ကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ဒါကတော့ကိုမိုးကားအမှုပညာကားစေ့စင်တာကနေပြီးတော့စေတနာရှေ့ထားပြီးတော့ကားတုံးဆွဲသူမိဘပြည်သူတွေအတွက်ဘလို့ကားလေးတွေကအဆင်ပြေလဲပြန်လဲပြီးတော့ resale market မှာပြန်လဲပြီးတော့အဆင်ပြေစေမဲ့ကားလေးတွေကိုများစွာပြသပြီးတော့ရောင်းချနေတာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံး ကိုမိုးကားနုပညာစီဗီကိုလာရောက်ပြီးတော့ကြည့်ရှုဝယ်ယူလဲကိုဖိတ်ခေါ်လိုက်ပါတယ်ဒီလိုကားလေးတွေကတော့ဘာကားလေးဖြစ်မလဲဆိုတော့ engine power အနေနဲ့2.4ကိုမှ2 wheel နဲ့เนาะဟိုရက်ကိုင်းဟိုရက်ပိုင်းကကျွန်တော်တို့ရောင်းချတာ4 wheel လေးရောင်းချတာတယ်အခုရက်ပိုင်းမှာထပ်မံရရှိတဲ့ကားလေးတွေကတော့အဖြူကြီးပဲ2စီးအနက်ရောင်လေးတွေတစ်စီးဆိုတော့မိဘပြည်သူတွေအတွက်စိုက်နှစ်သက်အကြိုက်တွေ့နေမှာပဲဖြစ်ပါတယ်ဒီကားလေးတွေကတော့ အီရန်လေးတွေရမယ်။ဟော share လေးတွေကတော့ကျွန်တော် V share လေးတွေတော်တော်လေးရုတ်ထွက်လာတယ်နော်။တော်တော်လေးဒီတစ်ခေါက်ရတဲ့ကားလေးတွေကတော်တော်လေးတန့်နေ။အာကြည့်လိုက်အောင် share လေးတွေက v share လေးတွေ v share လေးတွေ v share လေးတွေနော် g share တော်မို့ g share ဆိုရှုပ်ချက်ခန့်နေမျက်စိနောက်ဒါလေးဆိုရင်တော့ v share လေးဖြစ်တဲ့အတွက်လုံးဝအတန်းလေးတွေနဲ့တေချာလေးတက်တက်ရဲ့ရှိတယ်မီးဝိုင်းလေးတွေဆိုရင်လည်းသူကမီးဝိုင်းနော်ဒါကတော့ဗန်မာမီးဝိုင်းလေးတွေနဲ့ဒီဘက်မှာမီးလေးတောင်လိုချင်တယ်ဆိုရင်မီးလေးတောင် ဈေးနှုန်းလေးဆိုလို့ရှိရင်လည်းတိန်းတစ်ထောင်အစွန်ပိုင်းလေးတွေမှာပဲရရှိမှာဖြစ်တဲ့အတွက်ဒီကာလနဲ့ကိုက်ညီပြီးတော့မိသားစုအတွက်အသုံးဝင်မဲ့ resale market မှာလည်းအသုံးဝင်စေမဲ့ Toyota RFX ကားလေးတွေကိုလာရောက်ပြီးတော့ဝယ်ယူလဲကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ဒီကားလေးဆိုအလဲရှောက်လန်းလေးပါမယ် round aircon လေးပါမယ်အဲ Toyota series မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး Toyota RFX ကိုရှင်နိုင်တဲ့ကားကမရှိသလောက်ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တိန်းတစ်ထောင်စွန်းစွန်းလေးတွေမှာတော်တော်လေးရှားတယ်ပေါ့နော်ဒီလိုမိသားစုအတွက်အသုံးဝင်စေတဲ့ကားတွေအော် မိသားစုတိုင်းမိသားစုတိုင်းသွာလာလို့အဆင်ပြေသေးမဲ့ကားဖြစ်သလိုမြန်မာနိုင်ငံဒေသမျိုးသွာလာနိုင်တဲ့ဂျပန်ကားလေးဆိုတော့ကျွန်တော်တို့မော်ရယ်ကြီးအနေနဲ့2000နဲ့2မော်ရယ်လေးတွေဖြစ်ပြီးတော့တကယ်ဟုတ်တော့ကျွန်တော်တို့အဟောင်းထဲအကောင်ကားလေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ရောင်းချနေရဖြစ်တဲ့အတွက်လာရောက်ခဲ့ဖို့နှွေးထွေးပြူငါဆိုတာဖြင့်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်ခင်ဗျာဟုတ်ကျွန်တော်ကတော့ကိုမိုးကားအမှုပညာပဲဖြစ်ပါတယ်ကားနဲ့ပတ်သက်ပြီးတော့ဘူးတူတာလေးတွေတက်ဆက်ပေးတယ် ကားရောင်းချတဲ့နေရာမှာလည်း receive market အနေနဲ့အဆင်ပြေအောင် ကားလေးတွေကိုရောင်းချပေးတယ်။ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့ကားလေးတွေကိုကျွန်တော်ရောင်းချပေးလဲဆိုတော့ကျွန်တော်စီမှာ SKD တွေဂျပန်ကားတွေ JDM တွေရှိတဲ့အပြင် EV ကားတွေပါများစွာရောင်းချနေရဖြစ်တဲ့အတွက်လာရောက်ခဲ့ဖို့နှွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။